ိုမြင့်ကိုမင်္ဂလာပါခေတ်တွေဦးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်တေတာကစာဝင်းတဲ့ကိုအေအေရဲ့လက်နက်ကြီးကြီးကြားရပေါက်ခွဲပြီးစကမတတအချို့စေယုံတင်ထားရာတေဆုံမှုရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်တေမျိုးချေဆိုင်တာကစာဝင်းတဲ့ကိုအာရခတက်တော်ဘက်ကပြစ်ခတ်လိုက်ပြီးလက်နက်ကြီးကြီးကြားရပေါက်ခွဲပြီးစကမအများအပြားစေယုံတင်ဆောင်ထားရတယ်လို့တရင်ရရှိပါတယ် အာရခတက်တော်ထိန်ချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့အစမပြတ်ပစ်ခတ်နေတဲ့ဒီဇင်ဘာလ9ရက်နေ့ညပိုင်းမှာအာရခတက်တော်ဘက်ကပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။စကမဘက်ကလက်နက်ကြီးနဲ့ငါးကျင်းပစ်ပြီးတဲ့အချိန် AA ကပြန်ပစ်တယ်။ဒါကစားဝင်တဲ့ကိုကြားတော့ကားကိတ်ဝင်ကျင်ကတော့တုံသွားတယ်လို့စစ်တွေဒေသခံတအူးကပြောပါတယ်။တကစားဝင်တဲ့ကိုလက်နက်ကြီးကြားရပြီးနောက်လူနာသင်္ကားတွေလည်းစစ်တွေမျိုးပေါ်မှာလူနာသင်္ကားတွေအသွားအလာရှုပ်ထွေးသွားတယ်လို့မျက်မြင်ဒေသခံတအူးကတည်ပြပါတယ်။ ဆေးရုံကြီးကလူနာတင်ကားနှစ်ခေါက်ဝင်သွားတယ်သူတို့အရေးပေါ်ကဝင်လာတာနဲ့ဆေးရုံကလူတွေကိုအဝေးကိုဖယ်ခိုင်းနေစစ်ဆေးရုံကိုတော့တပ်ပိုင်ကနေယူတယ်တရားတလောက်ကတော့တည်ဆုံနေကြတယ်ဒဏ်ရာရတာများတယ်လို့စစ်တွေတရင်ရှင်မြက်ကပြောပါတယ်စစ်တွေခြေဆိုင်တက္ကသိုလ်ရဲတပ်ရင်းစနစ်နေပြည်တော်ကနေအရခတ်တတော်ထင်ချုပ်ထားတဲ့ရသေးတောင်ပုံနာကျောင်းပေါတော်တို့ကိုနေရညပါလက်နက်ကြီးနဲ့ပစ်ခတ်နေပြီးအရက်သားနေအိမ်နေမကြာခဏထိမှန်နေတာဖြစ်ပါတယ် အရခတ်တော်ဘက်ကလည်းစစ်ကောင်မစင်ရဲ့တက္ကသဝင်းတွေကိုလက်နက်ကြီးတွေမကြာခဏပစ်ကန်နေပြီးအဲ့ဒီဝင်းတွေကတပ်သားတွေဟာမကြာခဏထိခိုက်ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။အရခတ်တော်နဲ့စစ်ကောင်မစင်တို့ဟာစစ်တွေမျိုးမှာစစ်ဆိုင်ထားတာတနည်းကြော်ကြာမြင့်နေပြီးဖြစ်ပြီးလက်နက်ကြီးနဲ့အပြန်လက်ပစ်ခတ်မှုတွေဖြစ်နေတာပါ။ဆလပင်ပွိုင်း63လုံးကုန်းတို့စစ်ကွန်လာတဲ့အချက်မဲ့ဆက်တဲ့စစ်ကြောင်းနဲ့ ဖြစ်ပွားသည့်တိုက်ပွဲအတွင်းအလောင်းကားလားစစ်တောင်မှတပ်ဦးလက်နက်ခံရတဲ့စစ်တောင်စာပစ္စည်းများကိုအင်းတိန်စီရမိဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ဘကုန်းတိုင်းပရောင်းမြို့နယ်ကာမဆာဆက်ချပတ်မှပွိုင်းချောင်သုံးလုံးကုန်းကုန်းစစ်ကူလာသည့်စစ်ပြူဟာကုကဲမှုဌာနချုပ်စကကတဆက်လက်အောက်ခံတန်ရင်များနှင့်အာရခတ်တပ်တော်အေအေတို့ဇနစ်မှာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းစစ်သားအလောင်းကားလောင်းနှင့်စစ်တောင်ပန်တပ်ဦးလက်နက်ခံရန်စစ်တောင်စာပစ္စည်းများကိုအာရခတ်တပ်တော်မှတင်စီရရှိခဲ့တယ်လို့သတင်းရရှိပါသည်။ အင်းနဲ့နေဆက်ဒီသတင်းရှင်းမြတ်တအူကဒီဇင်ဘာလ10ရက်နေ့တိုက်ပွဲလေးအရင်ပြစ်ထန်ခဲ့ပါတယ်။နနက်7နိုင်လောက်ခန့်ကနေပြင်းထန်စွာဖြစ်ပွားတာပေါ့။တိုက်ပွဲအတွင်းကအလောင်းငါလောင်စစ်တောင်ပန်တအူနဲ့လက်နက်ခဲယံစစ်တုံးဆောင်ပစ္စည်းတွေကိုအာရခတ်တပ်တော်မှသိစေညာမိပါတယ်လို့ပြောပါတယ်။အာရခတ်တပ်တော်သည်6သုံးလုံးပိုင်ကုန်အောင်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာတိမ်မိုက်ပြီးနေပြူဟာအရာ၎င်းကုန်းမှစုခွာပေးလျက်ရပြီးနောက်အကြမ်းမတ်စစ်တပ်မှလေကြောင်းပစ်ကူမြေပြင်ပစ်ကူများဖြင့်စစ်ကြောင်းထိုးကောင် အဆိုပါကုန်းပေါ်မှာဝင်ရောက်နေရယူလာခဲ့တယ်လို့ဆိုပါတယ်။အာရခတက်တော်မှ6-3လုံးကုန်းအားသိမ်းပိုက်ပြီးနေပြူဟာအရာပြန်လည်လက်လွတ်လိုက်ပြီးနောက်ပွိုင်းချောင်းသုံးလုံးကုန်းမှာရှိတဲ့စက္ကမတပ်ဖွဲ့တွေပြန်ဝင်ရောက်နေရယူလာတဲ့အဲ့ဒါကိုတက်တော်ကပြန်ပိတ်ဆို့ထားပြီးစစ်ကူများဖြတ်တောက်ထားတာကာလအတန်ကြာမြင့်ပြီးဖြစ်ပါတယ်။ဒါကိုစစ်ကြောင်းတွေထိုးလာတဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါလို့၎င်းကပြောဆိုပါတယ်။ အကြမ်းမတ်စတဲ့စစ်ကြောင်းများသည့်0.63လုံးကုန်သောစစ်ကူများကိုမရရှာအောင်ပို့ဆောင်လျက်ရှိသလုံးအာရခတတ်တော်မှလည်းလာဒမြစစ်ကူစစ်ကြောင်းများကိုဖြန့်နှောက်ပေးဆိုထားတာကြောင့်စကားမတက်ဖွဲ့ဝင်များမှ0.63လုံးကုန်သောမြို့သားများစစ်ကူအင်အားမရောက်ဘဲဖြစ်လျက်ရှိတယ်လို့၎င်းကဆိုပါတယ်လီလာတောင်ပဝင်ချင်းရှင်အာရခတတတော်တပ်ဖွဲ့ဝင်တို့ကိုဒီလဒီဇင်ဘာလ6ရက်နေ့နန္ဒငန်းနိုင်ချိန်မှာစကမာမာနောက်ထပ်ထူစစ်စင်တိုက်ခိုက်ခဲ့တဲ့အာရခတတတော်တပ်ဖွဲ့ဝင်တွေကလည်းတည်တည်ငြိမ်ငြိမ်ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ၆ဆောင်လုံးကုန်းကိုစစ်ကူအင်အားတွေထပ်ပိုးပေးမယ်မြောက်ဖဲဖြစ်နေတဲ့တိုက်ပွဲတိုင်းသူတို့စစ်တပ်အရှုံးပေါ်တယ်လို့၎င်းကပြောဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့စီရင်နေများအထင်ရန်သူအကြမ်းတ်စစ်တပ်တွေထိုးစစ်ကုန်းအင်နိုင်အားနဲ့စစ်တပ်ပြုလုပ်ခဲ့ပေးမယ်ရခိုင်နေများနေသူထိခိုက်ကြဆုံများတပ်ပြေးမှုများမိမိတို့ထံအလင်းဝင်ရောက်လာသူများဖြင့်ထိုးစစ်စစ်ကြောင်းမှာကစင်ကလေးအောင်အထင်နာလေးရရှိကြောင်းသိရပါတယ် အကြမ်းမဲ့စစ်တပ်သည်ပဲခူးတိုင်းပဓာမြို့နယ်ညောင်ကျိုးကျေးရွာ၏အစီဘဲမီတာ2500ခန့်အကွာမှရှိသည့်လေလံတောင်ပဝင်းကျင်ရှိအာရခတတ်တော်တပ်ဖွဲ့ဝင်များစီရနေရများအောင်အင်အားအလုံးရင်းလေချောင်းလက်နက်ကြီးပစ်ကူအများအများဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာကာလတန်ကြာပြီဖြစ်ပါသည်အခုတိုက်ပွဲတွေကအရင်ကပြောတဲ့လိုမျိုးရခိုင်ပကူအဆက်မဟုတ်တော့ဘူး ။ပဲခူးနိုင်တဲ့ကိုအထဲကိုနက်နက်ဆန်းဆန်းဝင်ရောက်နေပါပြီ။ဒါကြောင့်စကားမတွေကအင်းအားအလွန်ရင်လေချောင်းလက်နက်ကြီးပစ်ကူအများအများဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာပေါ့။သူတို့အတေအလဲခုခံကာကွယ်နေတဲ့တဘောပါလို့ပြောဆိုပါတယ်။အနခန္တတော်ဤရွေလျားခုခံစဉ်တံပြန်ထိုးစဉ်မြေပြင်ပကတိအခြေအနေပေါ်အခြေခံသည့်မြေပြူဟာအပြောင်းအလဲတိုက်ရိုက်ခံရေးတက်သည့်တိုက်ပွဲဝင်လို့စေပြင်းပြမှုတို့ကြောင့်ဗတ်စုံမှာအရေးနှိမ့်နေသည့်စကားမကြီးထိုးစဉ်များမှာမြို့သူများထိုးပေါက်နိုင်ခြင်းမရှိပေ ထိုးစစ်တိုင်းအလဲလဲပြိုပြိုဖြစ်ကံအထူးကြာဆုံးများဖြစ်တာရင်ဆိုင်နေရတယ်လို့သိရပါတယ်ရှင်။ဆလပင်စတက်က73စီကုမ္ပဏီပန်ရှယ်များကိုမတမာမှုလုပ်တည်ဟုဆိုကံငွေကြေးဘီလီယံ940ကျောင်းဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပေးရန်ရာဇဏံပေးထားပြီးစီလုံငန်းရှင်းများအလုံးပြပထောက်ခွင့်စတက်ကယာယီပိတ်ပင်ထားဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အကြမ်းမတ်စစ်တပ်က73စီကုမ္ပဏီပိုင်ရှင်များကိုစီတင်တွင်းရောင်းချရာမှမတက်မမှုများလုပ်သည်ဟုဆိုကာငွေကျပ်ဘီလီယံ940ကျောင်းဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပေးရန်ရာစတန်ပေးထားပြီးစီလုံငန်းရှင်များအားလုံးပြည်ပထောက်ခွာခွင့်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်း73စီလုံငန်းရှင်အတိုင်းဝိုင်းကပြောဆိုပါသည်73စီကုမ္ပဏီစီလုံငန်းရှင်များနှင့်ပူးပေါင်း၍73စီများတင်တွင်းရောင်းချရာမှမတက်မမှုများလုံဆောင်ခဲ့သည့်လျှင်စင်းနှင့်စွမ်းရင်တူဝင်ကြီးတန်စင်နှင့် ညွှန်ကြားရေးမှူးရွှေမော်တို့ကိုစစ်တပ်ကနိုဝင်ဘာလအတွင်းဖမ်းဆီးရဲယူခဲ့ကြောင်းဒုဝင်ကြီးတန်စင်နဲ့ညွှန်ချုပ်ရွှေမော်တို့ကိုဖမ်းဆီးရဲယူရမှာ73စီတင်တွင်တွင်နေစီခွဲနှများချထားပေးရမှာငွေကျပ်ပြည်လျံ940ကျော်ဆုံဆုံမှုလက်ပေးလက်ယူမှုများဖြင့်စစ်ထောင်လမ်းရေကဖမ်းဆီးရဲယူခဲ့ကြောင်းသိရှိရပါသည် ရင်းနောင်ဖက်စိကတူဝင်ကြီးနဲ့ညွှန်ချုပ်တို့နဲ့အတူမတမာမှုများလှုပ်ဆောင်သည့်ဟုသတ်မှတ်ခံရသည့်ဆက်သုံးစီကော်မတီနဲ့လုပ်ငန်းရှင်ကြီးများကငွေချက်ဘီလီယံ940ကျော်ပြန်လည်ပေးတွင်ရန်စစ်တကအမိန်ပေးညွှန်ကြားလာကြောင်းသိရှိရပါသည်ငွေကြေးဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရမည်စီကော်မတီကြီးများမှခရိုနီဝင်းစိန်ပိုင်ဆိုင်သည့် BOC ကော်မတီကစစ်တပ်ထံတွင်ငွေကြေးဘီလီယံ180ဝန်းကျင်ခရိုနီစော်စော်ပိုင်ဆိုင်သည့် MAC ကော်မတီက တက်ဘီလီယံ၄စိမ်၊ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်သည့်မြတ်မြတ်တာမွန်ကော်မဏီကတက်ဘီလီယံ၄စိမ်၊ခရိုနီချစ်ကိုင်ပိုင်ဆိုင်သည့်တန်ကိုကော်မဏီကငွေတက်ဘီလီယံ၇စိမ်၊ခရိုနီအန်ကိုဝင်းနှင့်ဆက်နွယ်သည့်ဖရိုက်တာကော်မဏီကငွေကျန်းဆက်နှစ်ဘီလီယံ၊ရီဂျန်စီကော်မဏီကကျပ်၂၀ဘီလီယံ၊အပတ်ကော်မဏီကငွေကျပ်၁၅ဘီလီယံမြန်မာကုမ္ပဏီကငွေကျပ်15ဘီလီယံအတည်တည်ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပေးတွင်ရမည့်နောက်ဆုံးရမတိုင်းမီ73စီပန်းစင်တွင်ပြည်မခရီးထွက်ခွင့်မပြုဘူးထွက်ခွင့်မပြုဘူးဆိုတာတက်စစ်တပ်ကိုတင်များပြီးတော့စစ်တပ်ကခွင့်ပြုမှပြည်မခရီးထွက်ခွင့်ရှိတာပေါ့ခွင့်ပြုချက်ယူခိုင်းတာလို့73စီအတင်မှတရင်ရှင်းမြစ်ကပြောဆိုပါတယ်စနုံးစင်တင်တွင်မူနှင့်ခွဲလန်းချထားမှုမှာမတမာမှုပြုလုပ်သည်ဟုဆိုကဖက်စီခန္ဓာရသည့်စွမ်းရင်တွင်ဝင်ကြီးတန်စင်မောင်ဝင်ကြီးကျောင်းညိုစော်၏တငယ်ချင်းအရင်ဖြစ်ပြီးစစ်တပ်ကတော့ပတ်စင်23ចောင်းစင်စစ်ရာရှိတဲ့ဦးလေးဖြစ်ပါလိမ့်ရှင် ဆက်လက်ပြီးမြိုင်နယ်က BRB တက်စကန်စီးနင်းခံရဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းမြိုင်မြို့နယ်ကဘာမာရော်ဗိုလူရှင်ရန်ကားရဲ့တက်စကန်စီးနှင်ခံရတယ်လို့အဲ့ဒီတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုဒီမိုကပြောကြားပါတယ်။ပခောက်ကူအခြေဆိုင်တမတ်တရားတင်စစ်ချောင်းဟာဒီဇင်ဘာလ10ရက်နေ့မနေ့ပိုင်းမှာကင်းချင်းရွာအနီးက PR တက်စကန်ကိုစီးနှင်ခဲ့တာလို့ဆိုပါတယ်။အင်အားမမျှတာနဲ့ကြီးမလုံလောက်တာကြောင့်ဆောက်ဖာခဲ့ရပြီးမိုင်းလုံးတဲ့ပစ္စည်းတွေခဲယမ်းတွေနဲ့ကားဆိုင်တွေဆုံဆုံခဲ့တယ်လို့အသိပေးပါတယ်။ ပြင်းအားမသာတော့ရဲဘော်တွေစုခင်ရတဲ့ဒဏ်ရာရရဲဘော်တွေရှိတဲ့ညာပိုင်းစကန်းကိုပြန်ထောင်ချိန်မှာ စကန်းကိုမိရှို့သွားတဲ့ခြာဆုံးရဲဘော်တွေရဲ့ကုဘိမှန်နှစ်ခုကိုပါဖျက်ဆီးခဲ့တယ်လို့ကိုဒီမိုကပြောပါတယ်အခုလိုစကန်းစီနင်းခံရမှုက2023ခုနှစ်ဇူလိုင်လကတကြိမ်ဖြစ်ခဲ့ပြီးစစ်ကောင်စီမြေပြင်တရင်ပေးသူရှိတာဒါမှမဟုတ်စစ်ကောင်စီတန်းခေလုံသွားသူတချို့ကြောင့်လို့သူကဆိုပါတယ် ဘာမှမရဘူးလို့ရှင်ရန်ကားတဟံပခုတ်ကူနဲ့မြိုင်ဒေသမှာစည်ရဲလုံရှာနေတာဖြစ်ပြီးအခုနှစ်ဧပြီလပခုတ်ကူ PDF နဲ့ပူပန်းပြီးစစ်တပ်ရဲ့ပါရမိုတာတစီကိုပထမဆုံးဖျက်ဆီးနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်ဒါအပြင်စစ်မှုထံဥပဒေပြဋ္ဌာန်းပြီးနောက်အာရမစုဆောင်ခံရတဲ့လူငယ်30ဝန်းကျင်ကိုပခောက်ကူအခြေစိုက်စခန်းတွေကနေကယ်ထုတ်ခဲ့တယ်လို့ဘာမရော်ဘူးလို့ဆင်ရန်ကတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။2021ခုနှစ်နိုဝင်ဘာမှာတပ်စတင်ထူထောင်ပြီး စကန်စီနှင်းခံရမှုတွေရှိပေမယ့်အာနာရှင်စနစ်ပြောက်ွဲဖို့တိုက်ပွဲဆောင်ဝင်မယ်လို့လည်း PRR တာဝန်ရှိသူကပြောပါတယ်။စကန်ဆုံဆုံနဲ့အတွဲပြည်လဲထူထောင်ရင်းတအားတရွေ့ပူပန်းပါဝင်ပေးကြဖို့လည်း PRR တပ်ဖွဲ့ကတိုင်တွန်းထားပါတယ်ရှင်။